ရနဲ့တော့ဘသူမှလိုင်းမမိတော့ဘူးပေါ်တူဂီနဲ့ဆူပလာတော်လုံးထိကင်ပြောင်းနိုင်ခဲ့တဲ့စင်ကြီးရနဲ့တို့ပရိသတ်များလုံးမမိလားများရွှေရောအိုင်ဘတ်ခွန်ရှိကုံအွန်လိုင်းအချင်းကနေပြန်လဲကြိုးစားလိုက်ပါရင်စင်ကြီးရနဲ့တို့ကတော့ပေါ်တူဂီလေဝင်းစင်အသင်းကနေရှင်းလီစုခိုးစင်နိုင်ခဲ့ပြန်ပြီဖြစ်ပါရင်ဒါရဲတို့အနေနဲ့နေရှင်းလီကို2019ခုနှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်စုခိုးနိုင်ခဲ့တာလည်းဖြစ်ပါရင်ပေါ်တူဂီနဲ့တူရိုးတစ်ကြိမ်နေရှင်းလီနှစ်ကြိမ်တို့ကိုရယူနိုင်ခဲ့ပြီးနောက် ရက်ဒူဟာလေးစင်အသင်းအတွက်ချင်းချက်မရှိသူရဲကောင်းဖြစ်သွားပါပြီ။အန်တလေးစင်ရင်ကစားမတူအနေနဲ့ရက်ဒူဟာပေါ်တဂီအတွက်ပေးဆက်လို့စင်အပြည့်ရှိနေစေခွန်အားအပြည့်သုံးဆွဲနေစေလည်းဖြစ်ပါရင်အရေးပါတဲ့အနိုင်ကိုတွေခြေပါကိုတွေကိုတွင်းယူပေးနေတဲ့သူရဲကောင်းဆက်ဆံခိုက်တန်တွေကိုလည်းလုံပြနေနိုင်စေလည်းဖြစ်ပါရင်မနေ့ကကစားခဲ့တဲ့ Nation League Final မှာပေါ်တဂီဟာနာမည်ကျော်လက်ရှိ Champion စပိန်ကိုကျော်ဖြတ်ပြီးတော့ချန်ပီယံဘလားကိုကင်မြောက်နိုင်ခဲ့ပါတယ်အသင်းလိုက်ကစားရန်ရာပေါ်တူဂီကလည်းပွဲအဖြစ်ကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေပြင်းထန်နေတာကြောင့်အကောင်းဆုံးတုတ်ပြန်နိုင်ခဲ့တာပါစပိန်ကဥဆောင်ကိုရင်ရခဲ့ပြီးပွဲစားချိန်16မိနစ်မှာဇူမီမန်နီကသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ပွဲစားချိန်90ကျော်မှာတော့မန်ဒန်စ်က ပေါ်ဒီကီအတွက်အခြေပါကိုကိုပက်ရှိုနယ်တို့ရဲ့ဖန်တီးပေးမှုကနေတဆင့်အသွင်းယူပေးသွားခဲ့တာပါ။ဘရိုင်းပီကန်ဒီမှာပက်ရီရဲ့ဖန်တီးပေးမှုကနေအိုရာဆာဘယ်ကစပိန်အတွက်ဥဆောင်ကိုပြန်သွင်းယူပေးသွားခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းမှာပေါ်ဒီကီတို့အခြေပါကိုရဖို့တည်တံ့လိုအပ်နေခဲ့ပါတယ်။ဝဲဆိုင်60တမိနစ်ရောက်မှသာပေါ်ဒီကီအနေနဲ့လိုအပ်နေတဲ့အခြေပါကိုကိုရှာဖွေနိုင်ခဲ့ပြီးစီရီရယ်ကသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ဒီသွင်းယူဟာရယ်တို့ရဲ့နေရှင်းလီရှေ့ကိုမြောက်သွင်းကိုဖြစ်ပြီးကိုသွင်းပြီးအပြင်ထိုင်းနိုင်ငံရဲ့ရည်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လူငယ်ကစားသမားတွေအများကြီးကိုကြော်ဖြတ်ပြီး ကိုသင်အများဆုံးဖြစ်ခဲ့တဲ့ runner ကိုထိကြည့်ကြည့်ရမှာပဲဖြစ်ပါတယ်။တပွဲဝဲစားအချိန်မှာတည်ကြနေခဲ့တာကြောင့်အချိန်မိုဆက်ကစားခဲ့ရပြီးပွဲကအပြင်းမပေါ်ခဲ့တာပါ။ဒီလိုနဲ့ပန်တီအဆုံးဖြတ်ခံရရမှာတော့ တူဂီဘက်က5ဂိုးဝင်ပေမဲ့စပိန်ဘက်က3ဂိုးပဲဝင်ခဲ့တာကြောင့်ရှုံးနေသွားခဲ့တော့တာဖြစ်ပါရင်ရော်နယ်ဒိုဟာအသက်60ကျော်ဖြစ်တဲ့ရော်နယ်ဒိုဟာ10ကျော်တက်လေးလို့နုပြောနေတော့ဖလားမရဘူးသူလို့ဖလားတွေငတ်မွနေတော့ဂိုးမသိမ်းခဲ့ဘူးတဲ့သူတွေလို့ဂိုးတွေသွင်းကျင်နေတော့ဆရာထက်တန်မှုပြရှိနေတော့မှာပဲဘောလုံးဘောလယ်တွေရဲ့ယူသူမှုကမှတ်ချောက်တင်ထားလောက်ပြင်းထန်လာတာပါဖြစ်နိုင်ရင်ရော်နယ်ဒိုကိုအသက်တောင်တမကြီးစေချင်လို့ပြန်တော်ငယ်ပြင့်ချင်လိုက်ပါရင် ဘာဒီကလေးဝင်းစင်ရဲ့လက်ရှိစုဖွဲ့ဟာရန်ရိုရဲ့ Brian Tolo နဲ့သာချင်းပေါင်းလိုက်မယ်ဆိုရင် share ကိုကျမ်းသွားမှာထေချပါတယ်။ရန်ရိုတို့ဟာကစားမဘွားကနေနားမယူကင်မှာသွင်းကိုပေါင်းတစ်ထောင်ပြည့်မြောက်သွားအောင်သွင်းဥဖို့ရဆေးအားထက်တန်နေသူဖြစ်ပါရင်ရန်ရိုတို့ဟာဘောလုံးသမိုင်းရဲ့ဆုံးသက်အကောင်ဆုံးစာမဖြစ်တတ်မှတ်ခံထားရသူပါလက်ရှိချိန်ဒီ ကိုပေါင်းကိုအကျော်အတွင်းထုတ်ထားနိုင်ပြီဖြစ်ပြီးတထောင်ပြေးဝါသိမလို့တော့သူပါလက်ရှိဂိုသင်းတို့နဲ့သာဆက်ကစားရင်နောက်ထပ်နှစ်နှစ်လောက်သာအနည်းဆုံးချိန်ရွာမှာဖြစ်ပါရင်ကလန်အသင်းမာရင်ရယ်လိုဂိုသင်းကျန်တာမဟုတ်ပါဘူးလေစင်ပါလေရယ်လိုတိောက်အကောင့်တကအကောင့်ဆုံးတူးချင်းစံချိန်ကိုတင်ထားနိုင်တာဖြစ်ပါရင်ရယ်လိုနဲ့ဘောလုံးသမိုင်းရဲ့လေဝင်းစင်ပွဲအများဆုံးကစားမှာအေးစင်အတွင်းကအများဆုံးကစားမှာဖြစ်နေပါစံချိန်တင်ထားတာဖြစ်ပါရင်ပရီလေဝင်းစင်နဲ့အတူရယ်လိုဟာကဘာပလာ၅ချိန်ရိုးပြိုင်ဝဲ6ချိန်ထိဝင်ရောက်ရှင်ပြိုင်ထားနိုင်ပါတယ်ရယ်လိုဟာဘောလုံးသမိုင်းမှာမက်ဆီနဲ့အတူကဘာပလာပြိုင်ဝဲ9ခုထိ ကစားနိုင်တဲ့ကစားမဖြစ်စံချိန်တင်ထားသလိုယူပန်ဝဲ6ချိန်နဲ့ကစားနိုင်တဲ့ဒူးတောကစားမဖြစ်နဲ့ပါစံချိန်တင်ထားတာပါပရီလိုင်းစင်တင်ရရခင်ကအဓိကတိုက်ပွဲတွေမှာပိုဆွေးနိုင်ခြင်းမရှိသေးပေမဲ့ရိုနယ်ဒိုထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ယူချန်ပီယံဖြစ်ခဲ့သလိုနဲ့ရှင်းလေးချန်ပီယံ2ချိန်လည်းဖြစ်ခဲ့တာဖြစ်ပါတယ်ရိုနယ်ဒိုဟာကစားမဘွားမှာတင်ကိုပေါင်း938ဂိုးရရှိလာခဲ့ပြီးဖြစ်ပါတယ်ရိုနယ်ဒိုလည်းစင်ဘောလုံးသမားရဲ့အကောင်းဆုံးစံချိန်တွေကိုတင်ထားသူပါ သူကလည်းရင်းစင်သမားရဲ့ပွဲများဆုံးစားသမား220ပွဲလည်းရင်းစင်ဘောလုံးသမားရဲ့နိုင်ငံနိုင်ပွဲများဆုံးစားသမား134ပွဲသင်္ကိုများဆုံးစားသမား139ကိုအစရှိတဲ့ဆိုင်ရင်တွေကိုတင်ထားသူဖြစ်ပါတယ်ရယ်တို့ကတော့ရယ်တို့ပါပဲဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ